ာထရန်ရဲ့ပထမတက်တန်းတုန်းကပုံပေါ်လာခဲ့တဲ့တရုတ်ကိုဘလို့ရှင်းပြရမလဲဆိုတဲ့ပါတီနေရစလုံးသဘောထားညီညွတ်မှုဟာသူ့ရဲ့ဒုတိယတက်တန်းအဆောက်မှာတော့ပောက်ကွဲပျက်စီးသွားခဲ့ပါပြီ22ရာစုရဲ့တိုက်ပွဲကိုအနိုင်ရဖို့ဆိုရင်အမေရိကန်ဟာအာရှကမဟာမိတ်တွေကိုခိုင်မာအောင်လုပ်ဖို့လိုတယ်ကွန်ပျူစီထုတ်ပြန်ရေးဂွင်းဆက်ကိုမိတ်ဆွေပူဆန်တဲ့နိုင်ငံတွေစီရွှေ့ပြောင်းဖို့လိုတယ်ဒါအပြင်ဝါရှင်တန်ဟာပေကျင်းနဲ့ပုံပြီးအားကိုးရတဲ့လက်တွဲပေါ်ဖြစ်ကြောင်းယုံကြည်အောင်လုပ်ဖို့လိုတယ်ဆိုတာကိုဒေါ်နယ်ထရန့်ကလွယ်လို့ဝါရှင်တန်ကလူတိုင်းဒီပါကသဘောတူကြပါတယ် တရုတ်ကတော့ဒေါ်နယ်ထရန့်ရဲ့လုပ်ရက်တွေကိုအခွင့်အကောင်းယူပြီးတခြားကမ္ဘာနိုင်ငံတွေကိုသူတို့နဲ့အတူရပ်တည်ဖို့စီယုံသိမ့်သွင်းနေပြီဖြစ်ပါတယ်။တရုတ်ကစာပြီးလှုပ်ရှားနေပါပြီ။သူတို့ကသူတို့ရဲ့အားသာချက်ကိုရှည်တန်းတင်ပြီးတည်ငြိမ်တဲ့ကုန်သွယ်မှုကိုလိုလားတဲ့ globalization ကိုလိုလားတဲ့ကမ္ဘာအင်အားကြီးအဖြစ်ပုံပေါ်လာအောင်ကြိုးစားပါလိမ့်မယ်လို့ရခိုင်စီးပွားကူးတန်းဝင်ကြီးဌာနမှအရာရှိကြီးဖြစ်ခဲ့တဲ့ Huba Institution မှတရုတ်ကျွမ်းကျင်သူ Elizabeth Economy ကဆိုပါတယ်။မကြခင်ကပဲတရုတ်ဝင်ကြီး Li Shan ကဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာပွန်လာဗီယန်ကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးလွတ်လပ်တရားမျှတပြီးခိုင်မာစွာပြည်ပြင်ပြောင်းလဲထားတဲ့ကုံတော်ရေးစနစ်တရက်ကိုထောက်ခံဖို့ဥရောပနဲ့တရုတ်တို့မှာတာဝန်ရှိကြောင်းလေ့လံပြောကြားခဲ့ပါတယ်။ဒါ့အပြင်တရုတ်ကုံတော်ရေးဝန်ကြီးဝန်ဝင်တောင်ကလည်းဥရောပသမဂ္ဂကုံတော်ရေးကော်မရှင်နာအပြင်မလေးရှား၊ဆော်ရီအာရေဗျာ၊တောင်အာဖရိကတို့မှကုံတော်ရေးဝန်ကြီးတွေကိုဗီဒီယိုကောနဲ့ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။တရုတ်နဲ့ပတ်သက်ပြီးပါတီနှစ်ရသဘောထားညီညွတ်မှုကိုထရန့်ကကူညီတိစောက်ခဲ့ပေမဲ့လည်းသူ့ရဲ့ပရမတ်တန်မှာတော့အဲ့ဒီညီညွတ်မှုရဲ့စိတ်တပိုင်းမဖြစ်ခဲ့ပါဘူးလို့ သမရဖိုင်တန်ရဲ့တရုတ်မဟာဗျူဟာမှာအရေးပါတဲ့ဘီတုကဖြစ်တဲ့ Rush Doshi ကဆိုပါတယ်။တကယ်တော့သမရဂျိုးဘိုင်တန်ဆက်လက်တည်ဆောက်ခဲ့တဲ့အောက်ရှေ Foundation ကိုထရန့်ရဲ့ပထမတက်တန်းအစိုးရအဖွဲ့ကရှာပေးခဲ့တာပါ။ကွန်စီကြတာအရေးပါတဲ့နည်းပညာတွေပြပတင်ပို့မှုကိုထိန်းချုပ်တာတရုတ်ဘောပို့ပြီးအရေးယူကြဖို့မဟာမိတ်တွေကိုတွန်းအားပေးတာ။အမေရိကန်၊ဩစတြေးလျ၊ဂျပန်နဲ့အိန္ဒိယတို့နဲ့ဖွဲ့စည်းထားတဲ့လေးပွင့်ဆိုင်အဖွဲ့လို platform တွေကိုအားထားတာမျိုးတွေဖြစ်ပါတယ်။ဒါပေမဲ့ Electron ကမတူညီတဲ့အစိုးရအဖွဲ့အသင်းနဲ့ပိုပြီးရှင်းလင်းတဲ့ သူ့ကိုယ်ပိုင်နိုင်ငံခြားရေးမူဝါဒပါဝါတွေဦးစားပေးတွေနဲ့အင်ဂျီရောကိုပြန်ရောက်လာခဲ့ပါတယ်။သူက ship ဥပဒေကိုဖျက်ဆီးဖို့စ조사နေသလိုတစ်တော့ကိုပိတ်ပင်တာကနေထိုင်ဝမ်ရဲ့ရည်တည်ချက်ကိုပြောင်းလဲတာအထိအကြောင်းအရာပေါင်းစုံမှာသူ့ရဲ့ပါတီနဲ့လမ်းခွဲရည်တည်ခဲ့ပါတယ်။ ship ဥပဒေဆိုတာကအမေရိကန်တရုတ်ရှင်ပြိုင်မှုမှာနှလုံးတက်ပူးနေရာကပါဝင်တဲ့ဒပိုင်းလျက်ကူပစ္စည်းပြည်တွင်းထုတ်လုပ်မှုတွေကိုအစိုးရကအထောက်ပံ့ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်။ Trump က USA အဖွဲ့အစည်းကိုဖျက်ဆီးခဲ့ပါတယ်။ဒီဖွဲ့စည်းဆိုတာတရုတ်ရဲ့ဩဇာအာဏာကိုတံပြန်တဲ့နေရာမှာ အဓိကနေရာပါဝင်တယ်လို့အဲ့ဒီတော့ကအထက်လွှတ်တော်အမှတ်ဖြစ်ခဲ့တဲ့မာကိုရူဘီယိုအပါဝင်တာဝန်ရှိသူအများပြားကရှုမြင်ခဲ့ကြတာဖြစ်ပါတယ်။ပါဝါပြော့ကိုထရန့်ဆွန်းလို့လိုက်တာကရွေးချယ်မှုနဲ့လှုပ်ဆောင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီလိုလှုပ်ဆောင်တာကတရုတ်ကိုနေရာပေးလိုက်တာဖြစ်ကြောင်းတရုတ်ရေးရာကျွမ်းကျင်သူအဲလစ်ဘတ်အီကိုနိုမီကဆိုပါတယ်။ကျမတို့ကကစားပွဲထဲမှာမပါရင်တေချာပေါ့မနိုင်နိုင်ပါဘူးလို့သူကပြောပါတယ်။ထရန့်ရဲ့မျိုးသားလုံခြုံရေးအဖွဲ့ကနိုင်ငံခြားတင်ပို့မှုထိန်းချုပ်တာလိုမျိုးတချို့နယ်ပယ်တွေမှာရှေ့ကမူဝါဒကိုဆက်ပြီးကျင့်သုံးမယ်လို့အရေးအယံပြပေမဲ့လည်း အဲ့ဒီလိုမူဝါဒတွေအပေါ်ထရန့်ရဲ့ကိုပိုင်ယူဆကမယင်မယားဖြစ်နေပါတယ်။ပေကျင်းနဲ့ဖြစ်နိုင်ခြေရှိတဲ့ကြီးကျယ်တဲ့အပေးယူအတွက်ဆိုရင်အရာအလုံးစပွဲပေါ်မှာရှိတယ်လို့သူကဆိုထားပါတယ်။ဇန်နဝါရီမှာအင်ဂျီရောကိုပြောင်းအောင်လာခဲ့ပြီးနောက်ပိုင်းကလေးကဒေါ်နယ်ထရန့်ဟာအမေရိကန်ရဲ့ကုံသွဲဘက်အပေါ်ကြီးလေးတဲ့အခွန်တွေရှာမှမယ်လို့အချင်းချင်းချင်းချောက်ခက်ကနောက်ဆုံးချိန်မှာပြန်လည်ရုပ်သိမ်းခဲ့တာတွေလည်းအချင်းချင်းဖြစ်ပေါ်ခဲ့ပါတယ်။အခုလိုရှုံချီနှက်ချီလှုပ်ဆောင်မှုတွေကကမ္ဘာကောင်းဆောင်တွေနဲ့စီးပွားရေးလုပ်ငန်းအမှုဆောင်အရာရှိတွေကိုဒေါသထွက်စေခဲ့ကဒီလိုမရေရာမှုတွေက ဈေးကွက်အရှင်တွေကိုဟော့ကင်းထုတ်ဖို့အခက်အခဲဖြစ်စေတယ်လို့သူတို့ကဆိုပါတယ်။အမေရိကန်ဗန်နာယေးဝန်ကြီးစကော့ဘက်ဆန်ကတော့ထရန့်ကနောက်ပိုင်းကျင်ညာခဲ့တဲ့တရုတ်ကလွဲလို့ကျန်တဲ့နိုင်ငံတွေပေါ်အခွန်တွေဆိုင်းငံ့မှအစီအစဉ်ကနေငကိုကလေးကရှီပီးသားနိုင်ငံတွေကိုဆွနီဘတ်ဘွဲပိုင်းကိုရောက်လာအောင်လုပ်တာလို့ဆိုပါတယ်။ဒီဘက်မှာထရန့်ကတော့စတော့ရှယ်ယာဈေးကွက်တွေမှာအထိတ်လန့်ဖြစ်ကုန်တာတွေကသူစဉ်းစားမှုထဲမှာပါဝင်လာတာကြောင့်ရုပ်သိမ်းဖို့စဉ်းစားတာလို့ဆိုပါတယ်။ သူ့ရဲ့မူဝါဒတွေကဘရော့မှာပြောင်းလဲမှုရှိမှာမဟုတ်ဘူးလို့ရပောင်းများစွာအခိုင်အမာပြောခဲ့ပေမဲ့လည်းမင်းအနေနဲ့ပြောင်းလဲပြင်လဲရှိရမယ်လို့နိုင်ငံအများစုအပေါ်အခွင့်အရေးဆိုင်ကန်လိုက်ရှင်မှာထွက်ကဆိုပါတယ်။ဒါပေမဲ့လည်းတရုတ်ကသူတို့ရဲ့ရည်တည်ချက်ကိုပြောင်းလဲမှာမဟုတ်ဘူးလို့ပညာရှင်တွေကရှုမြင်ကြပါတယ်။တရုတ်ကသူတို့ရဲ့မဟာဗျူဟာကိုပြောင်းလဲဖို့မရှိပါဘူး။အခိုင်အမာရည်တည်ပြီး PR တွေကိုဆုပ်ယူရင်းထရန့်ရှေလုံလက်လုံဖြစ်သွားအောင်ပေါ့။ဒါလျောတာတွေကိုအားနဲ့ကျက်လို့တရုတ်ကယုံကြည်ပါတယ်။ဒီတော့အချော့ပေးလိုက်ရင် PR ပုံများလာနိုင်ပါတယ်လို့ Asia Society Policy Institute မှာ နိုင်ငံတကာလုံခြုံရေးနဲ့တနမန်ရေးရာဌာနဒုတိယအကြီးအကဲဒန်နီယယ်ရက်ဆဲကဆိုပါတယ်။ရှားနိုင်ငံတွေကရပ်ပေါင်း90ဆိုင်ငံ့မှုကိုကြိုးစားကြပါလိမ့်မယ်။အလောက်တာရှည်ခံခဲ့ရင်ပေါ့လေ။ဒါပေမဲ့လည်းအဲ့ဒီလိုဟိုရင်းဒီရင်းနဲ့ဘဲကွေလိုက်ညာကွေလိုက်လုတာတွေကစီးပွားရေးလုပ်ငန်းတွေနဲ့အစိုးရတွေမုံနဲ့မရေရာမှုတွေကိုပိုဖြစ်စေပါတယ်လို့ရက်ဆဲကဆိုပါတယ်။